လင်ထိခိုက်ပျက်စီးမှုအခြေအနေများအတွက်ဂျကာကျွမ်းကျင်ပညာရှင်များအဖွဲ့လာရောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာငလင်းကြောင့်ဖြစ်ပေါ်လာတဲ့ထိခိုက်ပျက်စီးမှုအခြေအနေတွေအတွက်ဂျကောက်ကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုဧပြီလ28ရက်ကနေမေလ3ရက်အထိမြန်မာနိုင်ငံသို့ဆေလွှတ်ဖို့ဂျပန်နိုင်ငံအစိုးရကဆုံးဖြတ်ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာဂျပန်အတန်းရုံးမှသိရပါတယ်။ အစိုးရအဖွဲ့ဟာဧပြီလ28ရက်မှဂျပန်နိုင်ငံမှထွက်ခွာလာခဲ့တာဖြစ်ပြီးအခုအချိန်ဆစ်လွတ်တဲ့ဂျကာကျွမ်းကျင်ပညာရှင်တွေရဲ့အဖွဲ့ဟာငလင်တန်းတဲ့ဒေတာထရီရဲ့လက်ရှိအခြေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူဝန်ကြီးလိုအပ်ချက်တွေကိုလေးလာသုံးသပ်ဖို့ရန်ကုန်မြို့နယ်မန္လေးမြို့အပါအဝင်ငလင်တန်းတဲ့ဒေတာထရီကိုတွားရောက်ကြမှာဖြစ်ပါသည် ဂျပန်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံမှာငလင်းဖြစ်ပွားပြီးနောက်ပိုင်းတဘာဝဘေးရန်ရဲ့ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ JDR ဆေလွှချင်းအရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးရချင်းနိုင်ငံတကာအဖွဲ့အစည်းမှတဆင့်အရေးပေါ်ထောက်ပံ့ငွေပေးရချင်းအစရှိထားတွေကိုဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ငလင်တန်းတဲ့ဒေသတွေအတွက်လိုအပ်ချက်တွေကိုထည့်သွင်းစဉ်းစားပြီးမြမပြည်သူပြည်သားတွေတိုက်ရိုက်အကျိုးခံစားရရှိစေမယ့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဂျပန်နိုင်ငံအစိုးရကတန်နိုင်ဆုံးဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်ရှင်။